我第二乎，你说别人冷冷冷？底下是冰冰的，哪知道？ ਸੱਡੋ ਬਿਫੂ ਬਿਫੂ ਕਵਜ਼ਾਨਾ ਕਰੋ ਅਈਆਂ ਉਹ ਹਮਾਗਾ ਨੂੰ ਦਾਨ ਨੂੰ ਸੱਡੀ ਪਿੰਨਿਆ ਸੱਡੀ ਲੋਗਾਂ ਨੂੰ ਲੈ ਗਿਆ ဟောက်ပြန်တဲ့သဘောလို့လက်ကျင်လာပြီဒီလိုပညာလုံးမဆောက်တမျက်စောရဲ့ဓတိပညာသာဝနာပြည့်စုံအောင်လာပြောရတဲ့ပိစမင်းတို့ရောပြီးအနေနဲ့တော့ သတိခိုင်ခိုင်မာမာမရှိသေးရင်ပညာလုပ်ကိုမစားနဲ့ဘူးဘာကြောင့်လဲဆိုတော့သတိထားလိုက်တဲ့ကိစ္စဟာခန္ဓာကိုယ်ပြင်းဖြစ်တဲ့သဘာဝလက္ခဏာဖောက်ပြန်တဲ့သဘော သဘောလက္ခဏာဖြစ်တဲ့ဖောက်ပြန်မှုကိုသူ့ရဲ့ဘဝရလမ်းကြောင်းရှင်းရှင်းသွားတဲ့ကိစ္စကိုကြည့်ရဉာဏ်နဲ့ပညာနဲ့ကြည့်ရသဘောလက္ခဏာဆိုတဲ့အပြည့်ကိုတွေ့တကယ်ဒီဖောက်ပြန်တဲ့ရိုးတွေဟာပြည့်သွားပါလားလို့ ညံမောညင်းရဲ့ဒါပညာသားလားဆိုတဲ့အလုပ်ကိုလုပ်အဲ့တော့ဒီခန္ဓာကိုသတိနဲ့ခရင်းဆိုင်ပြီးတော့ဖောက်ပြန်တဲ့သဘောလို့လေ့ကျင့်ထားတာသဘောလက္ခဏာကိုလေ့ကျင့်ဖို့ပဲ တာသတိပ္ပဌာန်လို့ခေါ်တာသဘာဝလက္ခဏာရဲ့ပြောတဲ့ပြည့်စည်သွားတာကိုသံဃာလက္ခဏာနဲ့ပြည့်တယ်လို့ရှုနိုင်တာပညာလာလာလို့ဒါသတိပ္ပဌာန်ဘာဝနာလို့ခေါ်တာသ အဲ့ဒါမှပြည့်စုံသွားတယ်။ဒီအရှင်ကဖြစ်တဲ့သဘာဝတရားထောက်ပြမှုတွေရေးလေလေခန္ဓာတော်မှာအချိန်မတည့်နိုင်သေးရဲ့ဒါချင်းကမိမိရာဖြစ်အောင်ထောက်ပြန်တာကိုပဲရှုနေပါတယ် လူရဲ့ဘဝရလမ်းကြောင်းကတော့သဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေလုံးလုံးလုံးသောသင်္ခါရယုတ်သင်္ခါရတို့ရဲ့ဖောက်ပြန်မှုနတ်သင်္ခါရတို့ရဲ့သိမှုဆိုတဲ့ ဘုံသုံးပါးရှိရှိတဲ့သဘောတရားတို့ဒီအနိစ္စသူ့ရဲ့ဘောရလမ်းကြောင်းတိုင်းပြည့်နေတယ်မြတ်စွာဘုရားဘုံသုံးပါးရှိရှိတဲ့ရုပ်ပါမနံပါမဆိုတဲ့သဘောတရားတို့ရဲ့လမ်းကြောင်း ဖော်ပြအဲ့ဒီမှာမင်းတို့ခန္ဓာကိုယ်လည်းပါတယ်ရုပ်သက်ခါရတို့ဖောက်ပြန်နေတယ်ဓမ္မိခန္ဓာနဲ့တကွရုပ်သူရှိပြအာလုံးဆိုင်နေနောက်သက်ခါရတို့ပြည့်နေတယ် မိမိတို့သိတတ်တဲ့သဘောတရားရှိတဲ့မိမိခန္ဓာကိုယ်ကစာဘုံလုံးအဖြစ်ရှိနေတဲ့နန္တရားအားလုံးပြည့်နေတယ်။ဒါအားလုံးရဲ့သဘောကိုသဗ္ဗေဆိုတဲ့ပုံနဲ့ပြတ်။အလောကေသသဗ္ဗအကျွမ်းကျင်မရှိ။ယုတ်တေခါရနဲ့ပတ်သက်တဲ့ယုတ်တို့ဖောက်ပြန်မှုမှန်အားလုံးကြီး သူ့ရဲ့ဥဒေကျဲရှေ့ရှုသွားကြအပြစ်ပဲကိုသိသိမသိသိသူ့လမ်းကြောင်းသူကတော့အပြစ်ပဲအဲ့တော့ဖောက်ပြန်လဲလို့သူ့လက္ခဏာတိုင်းဖောက်ပြန်တယ်လို့အခိုင်မာသိရင်ထပ်ပြီးလိုက် မငြိမ်မသက်ကြုံလေတဲ့သဘောတရားတကယ်တော့ပြည့်တယ်စီရှေ့ရှုနေတာပဲပြည့်တယ်စီဥတည်နေတာပဲအလုံးလုံးတော့သုံးစတော်ကရှိတယ်ထောက်ပြဖို့နဲ့ပတ်သက်တဲ့ရုပ်တရား နတ်တစ်ခါတော့အားလို့ကတော့ပြက်နေတာပဲအဲ့ဒါကဘုံဘုံပါတဲ့ပါတဲ့မိမိရဲ့ခါကရုပ်တရားနဲ့ပတ်သက်တဲ့ဖောက်ပြမှုအပေါင်းအဲ့ဒါတွေကဘယ်လိုပြက်နေလဲကိုယ်ရည်နေတဲ့ကိစ္စအောင်မြတ်စွာဘုရားက ရရာပညာပတ္တိရရာရတ္တူကာလေခန္ဓာကိုဉာဏ်နဲ့ကြည့်ရအကျဉ်းခါနိုင်ဘုဇတိလုံငန်းနဲ့တည်ထားတဲ့ထောက်ပြတဲ့သဘောသူ့ဝင်ဆိုင်ထားလိုက်ကိုယ်ရဲ့အနိကဖြစ်တဲ့ကိုယ်ခန္ဓာရဲ့ဖောက်ပြန်မှု မြင်နဲ့လေ့လာကြည့်တော့ဒါလိုကြည့်တဲ့အခါမှာပညာရဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိမြင်လာတယ်သိလာတယ်ဘာလို့မြင်လာသိတာလဲသဗ္ဗိတ္တခါရအနိစ္စဘောအလုံးဘုံလုံးတော်ရဲ့ကျိုးဝင်တဲ့ ။ထောက်ပြမှုသဘောတရားရုပ်သက်ခါရမှားရင်အာလုံးပြက်နေသေးလို့ကိုယ်ခန္ဓာရဲ့ထောက်ပြမှု အပြည့်ကိုကိုသိတယ်။ဒီလိုရာဂိရှိဥပါတိတာငရပစ္စုပန်လည်းအစ္စတော်ဖိလာဝောလာရီဝောကုကုရောထောက်ပြမှုဆိုင်ရာတစ္ဆက်တစ်ပါးသောခြင်းအာလုံး ကိုမသိနိုင်ဘူးကိုခန္ဓာရဲ့ထောက်ပြမှုအပြစ်တော့ကိုဉာဏ်နဲ့ကပ်လိုက်တဲ့အတွက်သိပါတယ်အလုံးစိတ်ကိုလည်းမလိုသေးဘူးသိနိုင်လို့တဲ့ညာရည်ချင်းလည်းကိုယ်တော်ရှိသေးတယ်ကိုယ်ခန္ဓာမှာကိုလက်တွေ့ကြကြမနေမသက်တဲ့ထောက်ပြန်ချက်တစ်ခုကို 出来这个肚子娃娃乱叫，啊，该看的该看，就抽上不用够，这娃娃在别多少追。别的木有，我那个那个哪路口？像那新的、老的、古的、一个的，离太忙别的。 တခုခုမိမိရရအပြည့်အစုံနဲ့ဖောက်ပြန်မှုတခုကြာကြာလေးဘယ်လိုစိုက်ထားသဘောရော ထောက်ပြန်လာတဲ့သဘောတစ်ခုပါဒုက္ခကသူဆောင်ရတော့တာပဲအပြည့်မြေကြီးတပိတ်တော့တဆက်ကတော့အချိန်တွင်းမှာမယုံတော့လည်းခရီးလုံးများပြတ်တယ်ဒါကိုအရာမဟုတ်ကိုယ်တော့ အင်မတန်ကြီးဖောက်ပြန်တဲ့သဘောကိုသိနေတဲ့အချိန်တိုးတွင်းမှာတစ်ချက်တည်းရှိကနေသူ့တို့လေတပ်ပါပါလိမ့်ကိုကိုရေကြီးအောင်စူးစမ်းဒီလို ဖောက်ပြန်လေဖောက်ပြန်လေလို့ဖောက်ပြန်လေလို့ အမိဉာဏ်ကတ်ထားတယ်နောက်တော့ရှိန်နေတဲ့သူပြက်ပြင်းထင်ပါရဲ့တောင်းရရတယ်မိမိပြက်တာကိုပြီးပြီးပြင်းပြင်းမသိဘဲနဲ့ပြက်တယ်မရှိဘူးသောဗျာလာပြန်ကြည့်ဆိုင်တာမကြီးမသက်ရွှေရှားပြောင်းလဲနေတဲ့သဘောတရား ထောက်ပြန်မှုတို့ဟာတကယ်ကိုမငြိမ်မသက်တဲ့ထောက်ပြန်လာရယ်စူးစိုက်တာနောက်ရစ်နေသူဟောသူ့ရဲ့တော့ရလမ်းကြောင်းသူ့ရဲ့ကိစ္စပြည့်ဖို့ကလားပြည့်နေတယ်ဆိုတော့ဒါပဲလားတကြီးကြီးနဲ့ စိတ်အထင်းနဲ့တန်လျက်ဖြစ်ရတာစပြီးတော့နှုတ်ပြတဲ့သဘောလူသဘောပေါက်အဲလိုမိမိရဲ့လိလာလေးရဲ့အသိဉာဏ်ဟာပြတဲ့သဘောကိုသဘောပေါက်သွားရင်နှုတ်ပြမြန်မြန်ပြီးတော့ ဓာတုလောကြောင့်လည်းတူသွားတာပဲကိုကတော့သိဖို့ပဲပြက်တာသူကိစ္စပြန်မသိတာကိုညာလို့ညာကိစ္စကိုကိစ္စဒီသဘောတရားပေါ်မှာအသိဉာဏ်မှန်မှန်ကြောင့်လို့လို့ ယ်တော့လေထောက်ပြန်တဲ့သောဆိုတာပြက်မလို့ထောက်ပြန်လာတာကိုယ်ကဖြစ်ဆိုတဲ့ထောက်ပြန်မှုကိုကျေကျေပြီးစိုက်ထားတယ်သူ့ရဲ့အပြက်ကိုမပြိမနေပြိလာတာပရမတော် ဝရဝရနဲ့ကြောက်ရရပြည့်တယ်ဆိုတာပဲထင်ပါရဲ့နောက်ကြရရဘူးဆိုက်ထားလို့ဓာတ်ပြညာလာတော့ဟာတကယ်ပြည့်သွားတာပဲခေါ်ဖောက်ရတဲ့သဘောဆိုတာသူ့လမ်းကြောက်တော့အပြည့်သွားတာပဲ တည်ကြလို့ခိုင်မာလို့လို့ဖြစ်လာတဲ့ပေါက်ပြံမှုမဟုတ်ဘူးပြည့်ဖို့လို့ဖြစ်လာတဲ့ပေါက်ပြံတဲ့သဘောလေတဝိပဒရာနေတဲ့ဦးသိသိချာရောက်လာတဲ့ညမှာအဲ့ဒါကိုယ်တိုင်ကြည့်ပါကိုယ်ရည်ရောရှုဖို့ရှုနေကိုပြောတာ မိမိညာဒီတိုင်းလုပ်သွားအောင်ကပြည့်စုံပြောတဲ့အတိုင်းရုပ်ပြည့်သိနိုင်မှုမလွယ်ဘူးကိုညာနဲ့ကိုသိမှလည်းပဲတဝိပဿနာဖြစ်တယ်သိလို့အောင်လည်းပဲအရင်းအောင်ဖြစ်တဲ့ပြည့်မဲ့ သဘာဝတရားတော်မှာအသိစိတ်ကခိုင်ခိုင်မာမာကတ်ထားဖောက်ပြန်တဲ့လို့မှန်ရတော့မပြည့်မရှိသူဟာလူနဲ့ဖောက်ပြန်သူဟာလူနဲ့ပြည့်ထားဟောတောင်သိကိုလေ့လာတဲ့ညာဟာတစ်ချိန်ဟုတ်တစ်ချိန် တခါမို့တခါတော့တွေ့ဘူးတွေ့ပြည့်တယ်လို့မိမိရရတွေ့ပြီးရတော့နော်အပြည့်ရှိဘွာမခက်တော့ဒီလိုတရားလမ်းကြောင်းမှန်ရတော့ဒီပြည့်သွားတာပဲသဘောညာရောက်သွားအဲ့တော့ရင်းရံဖြစ်တဲ့ဖောက်ပြန်တော့ဂရုစိုက်ထား အပြစ်ကိုနင်းမိရကျုံတင်ပြီးတော့မဆဲတာနဲ့လုတ်ကြံဖန်ပြီးမယူနဲ့မြတ်စွာဘုရားရာဇပညာပတ္တိဉာဏ်နဲ့ပညာနဲ့စူးစိုက်ထားတဲ့အချိန်မှာဓာမြင်ပါပဲစူးစိုက်ထားပါအထနိဗ္ဗာန်ဒီဒုက္ခ အထာတမယူစာလေးထုတ်ခန္ဓာရဲ့သဘောတရားကိုဉာဏ်နဲ့ကတ်ထားလို့ဘောဓိသဘောတရားတွေပြတ်သွားလားလို့သိတဲ့အချိန်သိတဲ့အခါမှာဒုက္ခဖောက်ပြန်တဲ့ဝိရိဆက်ခါဆက်ခါပြတ်သွားလို့သိတဲ့သဘောတွေဆက်ခါဆက်ခါပြတ်သွားလို့ အပြစ်တွေဒလသထပ်နေတဲ့ခန္ဓာကိုယ်ရဲ့ဒုက္ခကိုနှိမ့်ပင်တတိမြင်ဝေလာလိမ့်မယ်ဘယ်လိုကြည့်ကြည့်အပြစ်ပဲဘယ်လိုသိသိအပြစ်ပဲဒါရီအကူရဲ့ဉာဏ်နဲ့ရောက်အောင်လို့ရာဘပညာပတ်တယ်နေအမိညာကတ်ထားရဲ့မတို့မရှိဘူးတို့တာ တကယ်မှာနိုင်ဝတ်လောက်တရားအားထုတ်တဲ့အခြေအတွင်းမှာစူးစိုက်ထားလို့ကိုယ်ရင်သိပါတယ်ဆိုတဲ့အပြက်တစ်ချက်ရရင်ဒါရုံးပြီးတော့တောင်းကြည့်တာနိုင်ဝတ်တွင်မှာတစ်ချက်ကြည့်ပြီးပရမတ်ကြီးရတဲ့အချက်ကတော့တစ်ချက်ပဲသိမယ်တစ်ချက်ကိုမိမိရသိလိုက်ရင် နောက်နာယုံကထိုင်တယ်၄ငါးချက်သိနောက်တစ်ခါထိုင်တယ်၄ငါးဆယ်ချက်တော့သိနောက်သိလို့ဥစားတော့လွယ်သွားပြီအဲ့တော့တည့်ရဲ့ရှစ်ချိန်လောက်ထိုင်လိုက်တယ်အပြည့်ကိုခါလာကိုယ်ထဲမှာတော်တော့ကိုသဘောပေါက်သွားလိမ့် အဲ့တော့ပြည့်စုတဲ့၃ရက်လောက်တော့ဒီတွင်းမှာမိမိအားကိုလောက်တဲ့အမိညာတော့ဖြစ်သွားပါလိမ့်ခန္ဓာကိုယ်ရဲ့ပြင်းဖောက်ပြန်မှုကိုဉာဏ်နဲ့အမိညာလက်မလို့ခလုတ်ဆိုင်ပြထား မိမိသိထားတဲ့ပေါက်ပြဟုမှာမပြည့်မနေပြည့်သို့သောပေါက်ပြနာမြန်နာနဲ့အပြည့်သွားရှုလို့တော့မရစိတ်အေးအေးနဲ့ဖြည်းဖြည်းရှုဆန္ဒမစိုးနဲ့ကိုယ်ကိုယ်တိုင်သိဖို့လေ့ကျင့်ရအောင် ိုကိုယ်တိုင်သိတာလည်းပဲယောဂဝိသာတိပုရိလေ့ကျင့်မှသိလို့ရတယ်အမိညာမယ်အလေးကြီးမလို့ရခန္ဓာကိုယ်ယူတဲ့ဆိုင်ညာမကရင်တော့လုံးဝမသိမရဘူး ဒီဖောက်ပြန်တဲ့လက္ခဏာကိုပြနေတဲ့သဘောတရားချင်းနေသူအပြစ်ကိုသွားတော့သိကြတယ်။ဟဲ့သူအပြစ်သွားတယ်လို့ အမှန်တရားဖြစ်တဲ့ဖောက်ပြန်မှုကိုဖောက်ပြန်လေလို့ကိုယ်တိုင်သိလိုက်သိတတ်တဲ့သံတော်ဒိဋ္ဌိအမှန်ကိုသိတဲ့မြင်တဲ့ကိုညာဟာသူ့ရဲ့အပြစ်လောက်နဲ့သွားတာကိုသဘောပေါက်ထားတော့သဘောတရားကြီးမုတ်ချပြတ်တဲ့စီသွားမှာပဲ ဒါယုတ်တိရခါရဲ့စူးစက်ကြည့်နေကြီးနေရင်းနဲ့အပြည့်ကိုတစ်ချက်မဟုတ်တစ်ချက်သိလာရက်ကြပြအဲ့ဒီလူပုခလာရဲ့အရှိတဘာဝဖောက်ပြမှုကြာကြာလေ့လာတော့ဇေရပညာပဋိနေအပြည့်မြင်မယ် မြင်နဲ့သိတယ်အဲ့ဒီဖောက်ပြန်မှုအပြည့်ကိုကြာကြာသိပါများတော့အထနိုင်ပြီဒီဒုက္ခဖြစ်လာခန္ဓာဝေဒလောစဖောက်ပြန်နေပြီးတော့ဖြစ်လာတဲ့ဖောက်ပြန်မှုတော့လည်းပြည့်သွားပါလားပြည့်နေပါလားဘာမှနှစ်သာရအာဟုဇေမရှိတဲ့သဘောတရားတွေပဲ တဖြည်းဖြည်းနဲ့ညာရင့်ကျက်လာတော့မြတ်စွာဘုရားအဲ့ဒီတိုင်းသိပြီးတော့အဲ့ဒီတိုင်းပဲလေ့ကျင့်နေအဲ့ဒါဟာဧသမကောဝိသုဒ္ဓိယဧသဧသောနေပြီလားဘာရောဒီခန္ဓာရဲ့သဘာဝတရားကိုဖောက်ပြန်ပြီးတော့ပြက်ပြက်သွားတာကိုမြင်မှများတော့သိပါများတော့ လိုချင်တွေ့ရမှုမရှိတဲ့ညီဝင်မှုဖြစ်လိမ့်မယ်။အဲဒီဖြစ်ဖြစ်လာတဲ့ညီဝင်မှုဟာဝိတုဒ္ဓရာဂိလေသာမစင်ကြဲတဲ့မက်ကိုသံဃာပြတ်ကြောင်လောကောင်းလောမြတ်ပဲ။ဒီအသည့်ဟာလောဆုံးထိပွားတယ်တဲ့မြတ်စွာဘုရား။ဒါကြောင့်ဒီအသည့်ကိုခိုင်ခိုင်မာမာ ခန္ဓာရဲ့အရှိကိုကိုသိဖြစ်အောင်ဉာဏ်နဲ့ကပ်ပြီးကြည့်ပါကိုယ်ရည်ရည်မဆွေတထိုင်တွင်းမှာတစ်ချက်သိသည်ဒါသိပဲ အဲ့ကြောင်လာနဲ့ကြားလာဟာရနဲ့စိတ်ကအဲ့ဒါကိုရောမလိုက်ဘူးကိုသိမဟုတ်ဘူးဖရိကြောင်လာနာထားအကောင်ထဲပေါ်ပူရည်ရအရင်ကဖြစ်တဲ့ဖောက်ပြန်မှုကိုညံမျက်ချုံပြကပ်ပြီးတော့ဆူလိုက်တာ

ဂရုစိုက်တာဒါရဲခန္ဓာရဲ့ဖောက်ပြန်မှုတို့ကတော့ခြင်းဒီသူ့ကိစ္စနဲ့သူတော့ပြက်ထားတယ်ပြက်သွားမှာပဲဟုတ်ွားထုတ်ွားတာအဲ့ဒီပြက်ကိုယ်ရည်ရောလို့အားထုတ်ရကိုယ်ရည်ဒီဘဝလည်းပဲဖောက်ပြန်တဲ့သူပြက်ထောင်မြန်မဲ့သေးအရင်ကဖောက်ပြန်လာပဲကြည်နေ ။သူဒီထဲမှာအချိန်အချိန်ကုန်များတော့မယုံတော့လည်းပြည့်သွားတာ။ဓာတုလားစီ။ကိုယ်အရင်မယုံတော့လည်းပြည့်သွားတဲ့အချိန်မှာတစ်ချက်ပြည့်တယ်လို့သဘောပေါက်လိုက်ရင်ဓာတ်ကိုအတွက်ဒါအလုပ်ဖြစ်သွားတာ။ကိုယ်တော့ရတာ။အများကြီးသိမှာမဟုတ်ဘူး။သိရတဲ့တခုပရိညာဆိုတော့အပိုင်နိုင်ဖြစ်သွားရင်တော့ဒါကိုအတွက်

ကိုယ်တရားထိုင်မှဖြစ်လာတာမဟုတ်ဘူးရုပ်နာခန္ဓာစတီ ဆောက်လိုက်ကြဒီသဘောတရားပါလို့ကိုယ်သာမသိတာတော့အဲ့ဒါသိဖို့ကိုယ်တိုင်သိဖို့လို့ကိုယ်ခန္ဓာရဲ့ဖောက်ပြန်မှုကိုယ်တိုင်လေ့ကျင့်ကိုယ်တိုင်အသိဉာဏ်ဖြစ်ဖို့လိမ့်တာမင်းတို့တရားအထုတ်တွေရုပ်ပြီးစကောင်းဝင်နေရုပ်ရတာ ဒါသိဖို့လုပ်တာသိရောစိတ်လေးငြိမ်ငြိမ်နဲ့ခန္ဓာမှာသိဉာဏ်ဖြစ်အောင်ခရီးဆိုင်တာအချိန်နည်းတော့ဘူး

Maybe all.